သခိုင်းနိုင်ဝက်လက်မြို့နယ်တနေရာမှာရှိနေတဲ့နှွေဦးစေကန်းကနေသုံးမဘူးကလေးငယ်တွေကိုနိုဝင်ဘာလအတွင်းမှာအောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်လို့ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဥဆောင်ကော်မတီကပြောပါရတယ်။အဲ့ဒီကလေးငယ်ရဲ့မိဘဖြစ်သူတွေဟာဝက်လက်နယ်ကျေးရွာတရွာမှာနေထိုင်ကြသူတွေဖြစ်ပြီးတော့စစ်ကြောင်းတွေထိုးလာကြောင်းဘေးကင်းရာကိုလှည့်လည်ဆစ်ရှောင်နေရင်ကလေးမိဖွားခဲ့တာပါ။ကလေးမိခင်ဖြစ်သူဟာကိုဝင်ဆောင်နေချိန်မှာလဲကိုဝင်ဆောင်အားစစ်တချို့ကိုအချိန်မှန်မတောက်ရပေမဲ့ကလေးငယ်၃ဦးလုံးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်လို့ ဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီအဖွဲ့ဝင်တဦးကဆိုပါရယ်ဝက်လက်နယ်မှာရှိတဲ့အဲ့ဒီနှွေဦးစေကံမှာစေဝါပစ္စည်းနဲ့ကလေးငယ်တွေအတွက်လိုအပ်တဲ့ဆောက်ရှောက်မှုတွေမပြည့်စုံသေးတာကြောင့်မြို့ပေါ်စေယုံတစ်ခုကိုလွှဲပြောင်းခဲ့တယ်လို့လည်းသူက ပြောပါရယ်အဲ့ဒီသုံးမဘူးတွေထဲမှာမိန်းကလေးငယ်တဦးနဲ့ယောက်ျားလေးနှစ်ဦးပါဝင် ပြီးတော့သူတို့ကိုမွေးဖွားရမှာ၃နိုင်နီးပါးကြာခဲ့တယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကနေနယ်ထဲမှာဆက်ရှောင်နေကြတဲ့ကိုဝင်ဆောင်မိခင်တွေက ဒုံဒုံနဲ့ဒိုင်းနိုင်အမွှာညီကိုနှစ်ယောက်ကိုလည်းငွေဖွာခဲ့ပါသေးတယ်။ကျောစုကစကိုင်းတိုင်းတွင်ကိုစေဝါတုံးပစ္စည်းတွေစားနပ်ရိက်ကလူသုံးကုန်ပစ္စည်းတွေကိုတဲယူမှုတွေကန့်သက်ပိတ်ပင်ထားတာကာလာကြာရှည်လာတာကြောင့်စစ်ဆောင်စကန်တွေမှာစေဝါနဲ့